အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတယ်ငပြိုတိပူတင်လေးလှုပ်ရှားပြီလို့လာပြီးမျှဝေပေးကြပဲဖြစ်ပါတယ်ရှင်လက်ရတာလေးလွယ်ကူပြီးရှားလို့လည်းကောင်းလို့ဗီဒီယိုလေးကိုစုံထိပ်ကြည့်ပေးကြပါဦးနော်မလို့ဖို့တဲ့အရင်ဦးဆုံးတရားရည်လေးကြူပါမယ်ရှင်ဦးရဲကိုတရားကိုထမင်းစားစုံနဲ့နှစုံထည့်ပါမယ်ပြီးရင်တော့ရေကိုထမင်းစားစုံနဲ့တစုံထည့်ပြီးတော့တည်ထားပေးပါမယ်ရှင် ကြားလေးတွေအရေးပြောလာပြီဆိုရင်တော့သူ့ကိုအယောင်လေးညိုလာတဲ့အထီအောင်လို့ကြိုးစားပေးပါမယ်ရှင်ခုလိုမျိုးအယောင်လေးညိုလာပြီဆိုရင်တော့မိပိတ်လိုက်မယ်ပြီးွားပြီနော်သူ့ကိုမုတ်လုံးမဲ့ပကံလေးထဲမှာထည့်ပြီးတော့အေးခံထားပေးပါမယ်ရှင်ပကံရဲ့အောက်ခြေကိုတကြားရည်လေးပြန်တော့အောင်လို့ခုလိုမျိုးလေးဖြန်ပေးပြီးတော့အေးခံထားလိုက်ပါမယ်ရှင်ရည်ရည်ပူတင်လို့ဖို့တဲ့ဒီနေ့စမဖြစ်ချင်ကြပြောသူ၃လုံး၃ပါမှာရှင်။ ။အလျော်ဒီလေးတွေကိုအခွန်ထားပြီးတော့ခရင်လေးနဲ့ခုလိုမျိုးလေးခြေထားပေးလိုက်ပါမယ်။အလျော်ဒီလေးတွေခြေထားပြီးဆိုရင်တော့သူ့ထဲကိုချက်ဥနှလုံးဖောက်ထည့်ပါမယ်။အချိုရတာအတွက်ကတော့တကြားကိုနှစ်ဆုံးထည့်ပါမယ်ရှင်။ကဲလို့ကိုကအချိုကြိုက်တယ်ဆိုလို့ရှိရင်တော့တကြားကိုပို့ပြီးတော့ထည့်လိုက်ပါလိမ့်ရှင်။ဒီမှာကတော့အချိုပေါ်နေတဲ့စာချုပ်တွေအတွက်ကြောင့်မို့တကြားကိုနှစ်ဆုံး အရသာလေးလေးပင်ပင်ဖြစ်သွားအောင်လို့စားလေးလေးအနေကိုထုတ်ခဲ့ပါမယ်ရှင်။ပြီးရင်တော့အားလုံးကိုတမတ်သွားအောင်လို့ခဏလာငွေပေးလိုက်ပါမယ်။နိုင်ငံတမအားငွေပေးပြီးသွားရင်တော့အားလုံးကိုချစ်ဆက်ထဲကိုထည့်ပေးလိုက်ပါမယ်ရှင်။ ပြီးရင်တော့သူ့ထဲကိုနွားလို့တစ်ခွက်စာ မီလီနဲ့ဆိုရင်တော့250မီလီကိုထည့်ပြီးတော့အားလုံးကျညက်သွားပြီးမုတ်သားလေးတွေချောမွတ်လာတဲ့အထိအောင်လို့ကြည့်ပြပါမယ်ရှင်။အားလုံးကြည့်ပြီးသွားပြီးဆိုရင်တော့ခုနကတော့ငါတကြားရဲ့အေးအေးခံထားတဲ့ခွက်လေးလေးကိုစကားလေးနဲ့စီပြီးတော့ထည့်ပြပါမယ်။မမီရေလေးကပြတော့ဖြူမျိုးတော့အပေါ်ကနေဇွန်လေးနဲ့ဆီဆီဆီလေးနဲ့တော့မ ဒီမုတ်လေးရဆိုရင်အိမ်မှာလည်းလွတ်လပ်ကူကူလှုပ်ရှားလို့ရပြီးအဟာရလည်းပြည့်ဝတဲ့အတွက်ကြောင့်လူကြီးရောကလေးတွေကအဆင်ပြေတဲ့မုတ်လေးတမျိုးပါပဲရှင်။အလုံးစစ်လို့ပြီးသွားရင်တော့မျက်နှာပြင်လေးကိုနှိပ်ပေးလိုက်ပါမယ်ရှင်။အေးရင်တော့သူ့ကိုအောက်ခံရင်လေးဆူအောင်တည်ထားတဲ့ပေါင်းစကားလေးပေါ်မှာတင်ပြီးတော့ပုံကနေချွေးမကြအောင်လို့အဖုံလေးဖုံးထားပေးလိုက်မယ်။ ပြီးရင်တော့ဖုန်းလေးအုပ်ပြီးတော့မိနစ်40လောက်ပေါင်းထားပြီးလိုက်ပါမယ်ရှင်။ကဲခုဆိုရင်ကျမတို့ပေါင်းထားတာမိနစ်40လောက်ပြည့်ပြီဆိုတော့ဖုန်းလေးဖွင့်ကြည့်လိုက်ပါမယ်နော်။ပြီးရင်တော့မုတ်တန်လေးတွေနဲ့မနဲ့ဒုတ်တန်လေးနဲ့ထိုးပြီးရဆန်းကြည့်လိုက်ပါမယ်။ဒုတ်တန်မှာမုတ်တန်လေးတွေကတ်မပါလောက်ဆိုရင်တော့ရပါပြီနော်။မုတ်သားလေးတွေလည်းနှက်သွားပြီဆိုတော့သူ့ကိုအပြင်ကိုထုတ်ပြီးတော့အေးအေးခံထားပြီးလိုက်ပါမယ်။ မြင်မြင်အေးချင်တယ်ဆိုရင်တော့ရေခဲတက်တာထဲမှာထည့်ပြီးတော့အေးခံထားလို့လည်းရပါတယ်ရှင်။ဒီမှာကတော့အပြင်မှာတနာရီလောက်ထားပြီးတော့အေးခံထားလိုက်ပါမယ်။ပုတ်သားလေးတွေအေးသွားပြီဆိုရင်တော့သူ့ကိုအပြင်ထုံးရလွယ်အောင်လို့ပကံရဲ့ဘေးနှခမ်းလေးကိုခုလိုလိုးထားပါပါလေးနဲ့အရာလေးပြေးလိုက်ပါမယ်။ပြန်တော့သူ့ကိုပကံတစ်ခုလေးကိုခုလိုမျိုးလေးမှတ်ချလိုက်ပါမယ်ရှင်။ ီးသွားရင်တော့ကိုလိုချင်တဲ့အရွယ်အစားလေးလီးပြီးတော့စားလို့ရပါပြီရှင်သူရဲ့မုတ်သားလေးရဆိုရင်နွန်းနွန်းညံ့လေးနဲ့အချို့လဲအများကြီးမထည့်ထားတဲ့တကြောင်မလို့အရာတာလေးကစိမ့်စိမ့်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါလေရှင်။ပါဝင်ပစ္စည်းနဲ့နဲ့နဲ့ကုန်ကြစိတ်နဲ့တက်တာပြီးတော့အာဟာရလည်းပြီးသွားတယ်အိမ်မှာလှုပ်ရှားနိုင်တဲ့သူရစားတမျိုးပါလေရှင်။အဆုံးဖြတ်ကြည့်ရှိပြီးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါလေရှင်။ နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်